ချပါသာအမွေကျွန်းလင်းနိုင်ပါစေဘုရားရှင်ကိုယ်တော်မြတ်ကြီးစေတဝန်เจ้าလိုက်တော်မှာသတင်းသုံးတော့ယဟန်တော်၅ပါးမြတ်စွာဘုရားသည်ကိုပြတနာတက်ပြီးတော့ရောက်လာတာဘာလို့ပြတနာတက်တယ်လဲဆိုတော့အဲ့ဒီယဟန်တော်၅ပါးကတနေ့မျက်နှချင်းဆိုင် တွေ့ကြရင်းနဲ့ညင်းညလာဘလို့ညင်းတာလဲဆိုတော့ယဟန်တစ်ပါးကပြောတယ်ဟေးဆောင်းစည်းရတာထဲမှာတော့မျက်စိကိုဆောင်းစည်းရတာအခက်ဆုံးပဲတဲ့ ဘာဖြစ်လို့လဲဆိုတော့သူကမျက်စိကိုဦးစားပေးပြီးတော့စောင့်ထင်းတာလေကျန်တာတွေကငါအသာထားဦးမယ်ငါမျက်စိကိုစောင့်စည်းကြည့်ဦးမယ်ဟောဒီမျက်စိလေးကဟိုဟာမြင်ရင်ဒီဟာမြင်ရင်ဟိုဟာကြည့်ရင်ဒီဟာကြည့်ရင်ကြည့်လို့အာမရမြင်လို့အာမရဒီမျက်စိအလိုလိုက်နေရတာတွေကိုငါစောင့်စည်းကြည့်ဦးမယ်သူကအဲ့လိုစဉ်းစားတာအဲ့လိုစဉ်းစားပြီးတော့သူကမျက်စိကိုစောင့်စည်းတဲ့အလေးအကျင့်လှုပ်ကြည့်တာအဲ့ဒီရဟန်းကသူကိုယ်တိုင်လှုပ်ကြည့်တော့ ခက်မှန်းသူကိုယ်တိုင်သိရတယ်။သိရလို့သူကဘာပြောလဲဆိုတော့ဟေးတဲ့စောင့်စည်းရတာတဲမှာတော့မျက်စိကိုစောင့်စည်းရတာဟာအခက်ဆုံးပဲတဲ့။အဲ့ဒီတော့တပားကထပြောတယ်မဟုတ်ဘူးတဲ့။စောင့်စည်းရတာစောင့်စည်းရတာတခါတဲမှာတော့နားကိုစောင့်စည်းရတာခက်ဆုံးပဲတဲ့။မင်းမျက်စိကမမြင်ရင်မှိတ်ထားလို့ရတယ်ငါနားကပိတ်ထားလို့မရဘူးတဲ့။ သူကလည်းပဲဟိုဝံကြားခြင်းတရားကြားခြင်းကြောင့်ဒုက္ခရောက်တာဒါကြောင့်ငါနာကိုစောင့်သီးကြည့်အောင်မယ်ဆိုပြီးတော့သူကလည်းအဲ့ဒီနီးနဲ့စောင့်သီးကြည့်တာသူစောင့်သီးကြည့်တော့သူကလည်းခမန်းတရားလေအဲ့ဒီတော့နောက်တစ်ပါးကငါရှင်နှစ်ပါးပြောတာအကုန်မှားတယ်တဲ့စောင့်သီးရတာတည်းမဲ့နှာခေါင်းကိုစောင့်သီးရတာခက်ခဲဆုံးမေးတယ်နောက်တစ်ပါးကလျှာကိုစောင့်စည်းရတာခက်တယ်နောက်တစ်ပါးကဟေးကိုကိုစောင့်စည်းရတာခက်တယ်လို့ အဲ့ဒါလို့ကိုစောင့်နာကိုပဲကိုခက်တယ်လို့သူတို့ကထင်တာကိုအတွေ့အကြုံကိုကိုအမှန်ထင်တာပေါ့ဗျာအဲ့ဒါနဲ့သူတို့ပြဿနာသူတို့ဆုံးဖြတ်ချက်မချနိုင်ဘူးမချနိုင်တော့မြတ်စွာဘုရားတိရောက်လာပြီးတော့လူတို့ပြောကြပါစို့မြတ်စွာဘုရားကိုမေးတာပဲမြတ်စွာဘုရားတဲ့ဒီဒွါရ၅ပေါက်ကိုစိတ်မပါဘူးเนาะသူတို့စောင့်နာတယ်မှာဒီအာယုံ၅ပါးနဲ့ပတ်သက်ပြီးတော့ ဘယ်အာယုန်နဲ့ပတ်သက်ပြီးစောင့်စည်းရတာဟာအခက်ဆုံးလေအဲ့ဒါလို့မေးတော့မြတ်စွာဘုရားကအာလုံခက်တယ်တဲ့ပြီးလိုက်ပါတယ်လို့အာလုံခက်တယ်တဲ့မျက်စိလည်းမလွယ်ဘူးနားလည်းမလွယ်ဘူးနှာခေါင်းတို့လျှာတို့ကိုယ်တို့လည်းမလွယ်ပါဘူးတဲ့ခက်လို့မိုးတဲ့တင်တို့မစောင့်စည်းနိုင်လို့တခုသောဘဝတုန်းကတင်တို့၅ယောက်စလုံးဘလူးစာဖြစ်ခဲ့ကြလေတဲ့ဟော ်စွာဘုရားကတော့တိတော်မူမြင်တော်မူလို့အတိတ်အကြောင်းကိုလှမ်းပြီးတော့သူတို့ကိုတပိုင်းတစလှစ်ပြအဲ့တော့သူတို့မော့ကြည့်နေအရှင်ဘုရားတို့ရောတော့ဘလူးစာပဲတုန်းကဖြစ်တုံးနေအဲ့ဒီမှာမြတ်စွာဘုရားကတက်ကတိလဇတ်ဆိုတာဟောတယ်ဒီပိသက်ကြီးဦးစင်ကဒီဇတ်တော်ကြီးကိုပြောရင်ဟဲ့ဘုန်းကြီးကဒုတိပိသာပြောတာပဲလို့အဲ့လိုအောင်းမိမှာဗီဒီယိုဇာတ်ကားတွေပါလေလည်းရှိတယ်လို့ကြားရတယ်အဲ့ဒီတက်ကတိလဇတ်ကဒါပေမဲ့တရားလိမ့်ပတ်လေအောင် အကြံမြင်ကလေးစေယုံကလေးလောက်တော့ဦးဇင်းတို့ပြောဦးမယ်ဟုတ်လားအဲ့ဒီတက္ကသီလဇတ်မှာဦးဇင်းတို့ဘုရားလောင်းကြီးကရှင်မင်းကြီးတစ်ပါးရဲ့သားတော်တစ်ပါးဖြစ်တယ်သူ့ရဲ့အထက်မှာနောင်တော်ကြီးတွေ69ယောက်ရှိတယ်69ယောက်ရှိတော့ဘုရားလောင်းကစဉ်းစားတယ်ငါခမဲတော်ကြီးတည်သွားရင်ငါရဲ့နောင်တော်ကြီးဆုံးကဘင်းဖြစ်မယ်နောင်တော်ကြီးဆုံးတည်သွားရင်နောက်ထပ်နောင်တော်ကနောင်တော်ဖြစ်မယ်ဟာငါတည်တာသွားမယ်ငါရှင်မင်းဖြစ်เสียအလားလာမရှိဘူး အဲ့ဒါနဲ့နန်းတော်မှာကိုးကွယ်ထားတဲ့ပြည့်စေကဘုရားရှင်မြတ်ကြီးကြွလာတော့ရှင်ဘုရားတို့တပည့်တော်ရှင်မင်းဖြစ်အောင်ဘယ်လိုလုပ်ရမလဲအငယ်ဆုံးလေးတန်ဝရတဲ့ဘုရားလောင်းကအဲ့ဒါလိုမေးတော့ပြည့်စေကဘုရားရှင်မြတ်ကြီးကတဘိုးတော်နဲ့ကြည့်ပြီးတော့ဟိုတက္ကသိုလ်ကြီးကိုမင်းခုနှစ်ရက်အတွင်းအရောက်သွားနိုင်ရင်မင်းရှင်မင်းဖြစ်မယ်တဲ့အဲ့ဒီမှာဒါပေမဲ့လို့အင်မတန်ကောင်းတဲ့လမ်းကသွားရင်ခုနှစ်ရက်အတွင်းဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူး ဖြက်လန်းကသွားရင်ခုနှစ်ရက်တွင်ရောက်မယ်။သို့သောအဲ့ဒီဖြက်လန်းကတောအုပ်ကြီးတစ်ခုကိုဖြက်ရမယ်။အင်မတန်အန္တရာယ်ကြီးတယ်။အထူးသဖြင့်အဲ့ဒီတောအုပ်ထဲမှာဘီလူးတွေရှိအင်းတဲ့။အဲ့ဒီဘီလူးတွေကယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့အာယုံ၅ပါးကိုပြန်စားပြီးတော့အစင်းကိုကြိုက်တဲ့လူကိုအစင်းနဲ့ဖျားယောင်းတယ်။အတန်ကိုကြိုက်တဲ့လူကိုအတန်နဲ့ဖျားယောင်းတယ်။အဲ့ဒါလိုဖျားယောင်းပြီးတော့သူတို့စားတော့တဲ့သဘောရှိတယ်။အဲ့ဒါကိုသင်မင်းသား ကျော်လွန်အောင်သွားနိုင်မယ်ဆိုရင်တက္ကသိုလ်ပြည်မှာရှင်ပင်ဖြစ်ဖို့ရအလားအလာရှိတယ်။အရှင်ဘုရားတို့ရဲ့အဆုံးအမကိုရနိုင်မှတော့ဘီလူမာတွေလည်းတိနေမှပဲတပည့်တော်မကျော်လွန်နိုင်စရာအကြောင်းမရှိပါဘူး။တပည့်တော်ကိုပရိချီတို့ပရိသေးတို့ပဲဆိုဟိုကြီးမြတ်တော်မူပါဗျာဆိုတော့ပြည့်စုံကဗုဒ္ဓရှင်မြတ်တွေကပရိချီပရိသေးတွေရွတ်ပြီးတော့ပေးတာ။အဲ့ဒီမှာဘုရားလောင်းကရှင်မင်းဖြစ်ဖို့အတွက် တောအုပ်ခရီးကို9ရက်နဲ့အပြီးဖြတ်မှာအဲ့ဒီမှာသူ့ရဲ့ငေဂျွန်တော်လို့ပဲပြောကြပါဆိုမင်းချင်း9ရောက်သူတို့ကလည်းလိုက်မယ်တဲ့အရှင်သာရှင်မင်းဖြစ်ရင်ကျွန်တော်မျိုးကြီးတို့လည်းပဲရာထုဌာနန္တရတွေရမယ်ပေါ့အေးမင်းတို့လိုက်မယ်ဆိုရင်လမ်းမှာဘီလူမတွေကဒီလိုဒီလိုပဲနှစ်သက်ရနှစ်သက်ရအာယုံကိုပြန့်ပြီးတော့သက်ဖြတ်စားတော့တဲ့သဘောရှိတယ်မင်းတို့အဲ့ဒါကိုကြော်လွန်နိုင်မှမလား ဒီလူမတွေမှန်သိနေမှာတော့မကြုံနိုင်စရာအကြောင်းမရှိပါဘူးဆိုပြီးတော့ရေရေကြီးအာမခံနောက်ပါ၅ရောင်းတဲ့အတူဘုရားလောင်းအဲ့ဒီခရီးချမ်းကိုဖြတ်တယ်။ဘိသက်တို့ကလည်းပြောလိုက်တော့သိပြီနော်။အေးအဲ့ဒီမှာဒီလူမတွေကယူပါယုံနဲ့ဖြာယုံတော့ယူပါယုံကိုကြိုက်တဲ့မင်းချင်းတယောက်ပိုက်နာတာလို့လို့အပေါ်ပါသွားချင်တာလို့လို့နဲ့သူဆက်ပြီးတော့ခရီးမလိုက်နိုင်ဘူးလေ။ဟေးမင်းဖောက်ပြန်လာပြီနော်အဲ့ဒါဒီလူမတွေ နောက်တော့သူဘလို့ပြောတယ်လဲဆိုတော့ဘီလူမခြင်းမပစီတဲ့ဆက်ပြီးတော့မလိုက်နိုင်တော့ဘူးလေဥစဉ်ကဒီဇတ်တော်ကိုဖန်ရင်းတဲ့အံဩရံတစ်ခုရှိတယ်ကာမဂုဏ်တွေဟာစွန့်လိုက်တာလူတယောက်ကိုသေရဲသည့်အထိမိုက်ခိုင်းတာနောက်တကယ်ကြီးမိုက်မြန်လူတယောက်ကိုပါလေအေးသေရဲသည့်အထိသေမယ်ဆိုတာသိပါလေခင်နဲ့ဇွတ်တိုးနိုင်လောက်အောင်သူတို့မှဟိုဖျားယောင်းနိုင်တဲ့အစွန်း တို့ရဲ့အစွမ်းအများကြီးရှိရဲ့နော်ဒကာကြီးမိုင်းများပော့မတွန်နဲ့ဟုတ်လားဒါဘီလူမတွေမှသိပါလေခင်နဲ့တရင်ကတခဏဒီအာယုံကိုမစွန့်နိုင်တာနဲ့တို့မဖြစ်ရတာလေအသက်တည်ရတာအဲ့လိုနေနေတတ္တာယုံကန္နာယုံရတ္တာယုံဖုဒ္ဓဘာယုံဒီအာယုံ၅ပါးတပါးစီဖျားရောက်လိုက်တာလူ၅ယောက်ဒီလိုပဲအသက်ပြောက်ပြီးတော့နေခဲ့ရဖျားလုံးတယောက်တည်းပဲကျန်တယ်အဲ့ဒါဘီလူမတယောက်ကဇွဲကောင်းနေပြန်နောက်ကလိုက်တာ နော်ဒီလူကိုငါမစားရမနေဘူးဆိုလိုက်တာအဲ့ဒါနောက်တော့ရွာတွေဘာတွေဖြတ်တယ်အဲ့ဒါမလှမ်းမကန့်ကလိုက်တယ်သူကပီးချီပီးသိနေဆိုတော့အနားလည်းမကပ်ရဲဘူးမကပ်နိုင်ဘူးအဲ့တခါတလေသူကကလေးပေါက်စာလေးခရစ်ခွပြီးတော့အဲ့လိုလေးချီပြီးတော့လိုက်တယ်တဲ့အဲ့ဂျွာကလူတွေကမင်းရင်ဟာအဲ့ရှိကတော့လားကျမယောက်ျားပါအဲ့တော့ဖခင်လောင်းကမဟုတ်ဘူးအဲ့ဒါဘီလူးမအဲ့တော့ဘီလူးမကဘာပြောလဲဆိုတော့သူကမိမယောင်ဆောင်ထားတာ ယောက်ျားတွေဟာကိုမိန်းမကိုကို မုန်းတဲ့အခါမှာဘလူးမလို့ပြောတတ်တယ်တဲ့အဲ့တော့လူတွေကတော့အဲ့ဒါကိုဘုရားလောင်းရဲ့မိန်းမလို့ပဲထင်တာပေါ့အဲ့ဒါလိုနဲ့သွားလိုက်တာတက္ကသိုလ်ကြီးကိုရောက်တယ်ဇေယျပေါ်မှာတဲတယ်နောက်နေ့ရောက်တော့ဘုရင်ကြီးကပါလဲဆင်စည်းပြီးတော့လှဲ့လေရင်းနဲ့အဲ့ဒီဘီလူးမကိုဘီလူးမပါလို့ဘုရားလောင်းကပြောတဲ့ကြားတဲ့ကပဲပိုင်ရှင်ကစွန့်လွတ်တယ်ဆိုရင်ငါယူမယ်ဆိုရှင်မောခေါ်တင်သွားတာ ပိသတ်တို့ကြားဦးတယ်နော်အဲ့ဒါနဲ့ဘီလူမကနန်းတော်ရောက်တော့မင်းကြီးနဲ့ညရောက်တော့သူကငိုတာကိုဘာလို့ငိုလဲဟာတယောက်တည်းမျက်စိတငယ်နားတငယ်နဲ့အကုန်လုံးကဝိုင်းပြီးတော့အနိုင်ကျင့်မှာပေါ့ဒါကြောင့်ကျွန်တော်မြို့မကိုနန်းတော်ရဲမှာဟိုအကုန်လုံးခိုင်းရှေနိုင်တဲ့အာနာပေးပါဘီရင်ကြီးကအဲ့ဒီမှာဘူးမတိပါမတိပေးတယ်အဲ့ဒီမှာဘီရင်ကြီးအိပ်ပြီဆိုတော့မှာ သူရဲ့ဘီလူးဆွေမျိုးတွေကိုခေါ်ပြီးတော့နန်းတော်တစ်ခုလုံးကိုခွေးတောင်မကြံဘူးအကုန်စားတယ်လို့ဆိုတယ်။ဟုတ်ရဲ့လား။အဲ့ဒါနဲ့နောက်နေ့ကျတော့တိုင်းသူပြည်သားကဒီနန်းတော်ကိုဖျက်ပြီးတော့ဝင်ရတယ်အကုန်လုံးအယိုးပဲတွေ့တယ်။ဖះလောင်းရဲ့စောင်းစည်းနိုင်တဲ့စွမ်းအားကိုအံ့ဩလေးစားပြီးတော့ဖះလောင်းကိုပဲရှင်မင်းမြောက်တယ်။အဲ့ဒီဇတ်တော်မှာဘီလူးစားခံရပြီးတော့အသက်ဆုံးရှုံးသွားတယ်။မင်းချင်း၅ယောက်တည်ဒီဘဝမှာ မျက်စိကခက်တယ်နားကခက်တယ်ဆိုတဲ့ယဟန်၅ပါးလာပြီးတော့ဖြစ်တာပဲတဲ့ဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မဆောင်စည်းနိုင်ရင်မဆောင်စည်းနိုင်တဲ့လောက်ဘာဖြစ်မလဲဒုက္ခရောက်မယ်ဆောင်စည်းနိုင်မယ်ဆိုရင်တော့ဆောင်စည်းနိုင်တဲ့လောက်ချမ်းသာဒုက္ခရမယ်